မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့ဆောင်းမရှင်မောင်တူးရဲ့မေ29 90ရွေးကောက်ပွဲကတိပြတ်တာ35နှစ်ကြာဆိုတဲ့ဆောင်းပါဖြစ်ပါလေရွေးကောက်ပွဲမှာနိုင်သူပါတီရစေမီဟုကတိပြုခဲ့နိုင်သောအခါအာနာမလွဲလိညာစေက35နှစ်ကြာခဲ့ပြီ။ စစ်တပ်ကနိုင်သူကို လွှဲပေးမယ်လို့တတိပေးပြီး1990ပြည့်နှစ်မေ28ရက်ကကျင်းပခဲ့တဲ့ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ2025ခုနှစ်မေလ28ရက်ဒီနေ့မှာ34နှစ်တင်တင်ပြည့်ခဲ့ပါပြီ1990ရွေးကောက်ပွဲရလဒ်ကိုစစ်တပ်ကလိုက်နာပါမယ်လို့ကတိပေးပြီးမှအပြည့်အသက်အမဲနိုင်ရခဲ့တဲ့ NND SNND ALND စားတဲ့ပါတီတွေကို အာဏာလွှဲမပေးခဲ့ပါဘူးစစ်အာဏာရှင်တွေကတိပြတ်ခဲ့တာ35နှစ်တိုင်တိုင် ရှိခဲ့ပြီ2020ရွေးကောက်ပွဲမှာလည်းကတိဖြတ်အာဏာသိမ်းခဲ့တယ်လို့အခုလည်းပဲဂျီစင်ဘာမှာမဲရွေးပြီးအာဏာလွှဲပါမည်ဟု ထပ်ပြီးတော့ကတိပေးနေပြန်ပါပြီကျွန်တော်တို့ကြုံခဲ့ရတဲ့1990ရွေးကောက်ပွဲကိုတမင်လဲပြန် ကြည့်မိတော့အဲ့ဒီတော့ငါရွေးကောက်ပွဲဟာလွတ်လပ်ပြီးမဲ့ တရားမျှတမှုတော့မရှိခဲ့ပါစစ်တပ်ကချိန်ချောင်းနေတဲ့ကြားကပါတီတွေကလှုပ်ရှားခဲ့ရပေမဲ့ NND နဲ့မဟာမိတ်တွေအပြတ်သက်နိုင်ခဲ့ပါတယ်အဲ့ဒီချိန်ကနာဝတစစ်ဆိုးရကအာနာလွှမ်းပေးခဲ့ပါ1990ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီမှာ1988ခုနှစ်စစ်အာဏာသိမ်းတမတော်ကောင်းဆောင်ဗိုလ်ချုပ်ကြီးစောမောင်ကကတိတွေအကြိမ်ကြိမ်ပေးခဲ့ပါတယ် ရွေးကောက်ပွဲပြီးတက်လာတဲ့အစိုးရကို အာဏာလွှဲပေးမယ်။ပြီးရင်စစ်တမ်းလျားကို ပြန်မယ်လို့ပြောခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးစောမောင်အပြင်အဲ့ဒီချိန်ကဒုတိယဗိုလ်ချုပ်ကြီးတန်းရွှေဗိုလ်ချုပ်ခင်ညွန့်တို့လည်းအာဏာလွှဲမယ်လို့ပြောခဲ့တာပါ။ဒါပေမဲ့1990ပြည့်နှစ်မေ29ရွေးကောက်ပွဲမှာသူတို့ထင်မှတ်ထားတဲ့ရလက်တွေထွက်ခဲ့ပါတယ်။ဒီလိုထွက်ခဲ့ပြီးတဲ့နောက်ပိုင်းသူတို့လေးတန်းပြောင်းသွားပါပြီ။ အာနာမလွဲတော့ပါရွေးကောက်ပွဲက ဖွဲ့စည်းပုံအခြေခံဥပဒေသည့်ရေးဆွဲဖို့ဖြစ်တယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးမှ အာနာလွဲမယ်ဆိုတဲ့စကားကို သူတို့ပြောင်းပြောခဲ့ပါတယ်ပြောင်းလဲမှာတော့လေ1990ပြည့်နှစ်ရွေးကောက်ပွဲကိုမဲပေးပိုင်ခွင့်ရှိသူလူဦးရေတန်း20တဲက15တန်းကျော်လာရောက်မဲပေးခဲ့ပါတယ်စန္ဒာမဲပေးမှုရာဂိုင်းတော့82.59ရှိခဲ့ပါတယ် ရွေးကောက်ပွဲကျင်းပခဲ့တဲ့မဲဆန္ဒနယ်485နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က392နေရာ နိုင်ခဲ့ပါတယ်။အကယ်၍1990ပြည့်နှစ်ရွေးကောက်ပွဲက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အတွက်ဆိုရင်မဲပေးသူအရေအတွက်တလောက်များခဲ့မှာမဟုတ်ပါဘူး။အာဏာလွှဲပြောင်းရေးအတွက်အဆုံးဖြတ်ကြလို့သာမဲပေးခဲ့တာဖြစ်ပါတယ်။အာဏာလွှဲပြီးလိမ့်မယ်လို့ယုံကြည်တဲ့အတွက် ပြည်သူတွေ မဲပေးခဲ့တာပါသူတို့ဖြစ်ချင်တယ်လို့မဖြစ်တော့စစ်တပ်ကလက်မခံပါမဲဆာနာရှင်ပြည်သူတွေအလိန်ခံလိုက်ရပါတယ်35နှစ်ရှိပါပြီအခုဒီဇင်ဘာမှာထပ်ပြီးမဲရွေးလိတ်မဲလို့စ조사နေကြပြန်ပါပြီ90ရွေးကောက်ပွဲကိုတယောတော်ကြပြနှစ်ပုတ်ကြပြတွေရေးပြီးတယောတာကိုမကြာခဏတွေ့ရမယ် ုံစင်းနှုံတက်တာကိုတယော်တဲ့ကဗျာတွေမျိုးအသပြာဆရာဝန်တွေကိုတယော်တဲ့ကဗျာမျိုးစတာတွေရှိခဲ့ပါတယ်1990ရွေးကောက်ပွဲကတိပြတ်တာကိုတယော်တဲ့ကဗျာတွေကိုတော့ကဗျာဆရာကြီး တင်မိုးနဲ့ကဗျာဆရာမင်းကိုနိုင်တို့ကရေးခဲ့ကြပါတယ်ဆရာတင်မိုးဘောလုံးပွဲကဗျာမြမသမိုင်းမှာ1990ရွေးကောက်ပွဲကိုလိန်လေအချိန်ဆွဲကျင်းပပြီး မဲနိုင်အလန်ဒီပါတီကို အာဏာလွှဲမပေးခဲ့တာကိုကြပြားတပုတ်ရေးပြီးဖော်ထုတ်ပေးခဲ့ပါတယ်။ကြပြားဆရာကြီးတင်မိုး1995နိုဝင်ဘာ30မန္တလေးစွန့်ဝနာမကျကျောင်းရံပုံငွေစာပေဟောပြောပွဲမှာဆရာတင်မိုးရွတ်ဆိုတဲ့ဘောလုံးပွဲကြပြားပါဖေဖော်ဝါရီလမှာစစ်စိုးရရဲ့ဖမ်းထားရမှလွတ်လာပြီးပထမအကြိမ်ဟောပြောပွဲတက်ခြင်းဖြစ်ပါတယ်။သူကရွေးကောက်ပွဲကို ဘောလုံးပွဲနဲ့နိုင်ပြီးပထမရတဲ့အသင်းကတိုင်စုဖလားမရသေးတဲ့အကြောင်းခိုင်းနိုင်ကာယံလေးတွေနဲ့ရေးသွားခဲ့တာပါ။2020ရွေးကောက်ပွဲအတွက်လည်းဒီသမိုင်းတွင်ကဗျာကအကျုံးဝင်နေအောင်မှာပေါ့။နောက်ပြီးတော့စစ်တပ်ကလှုပ်ချင်နေတဲ့လာမယ့်2025ရွေးကောက်ပွဲကိုရောပြည်သူတွေကဘာလုပ်သင့်ပါလဲ။စန့်ကျင်သင့်မသင့်ကိုဒီဘောလုံးပွဲကဗျာဖတ်ပြီးရင်သိလာပါလိမ့်မယ်။ ေါ်လုံးပွဲတင်မို့ပေါ်လုံးပွဲကတဲတဲရုပ်ရုပ်ခရာတုတ်လျက်မိုးချုပ်ချိန်မှာ ပွဲသိမ့်ပြီး နိုင်သည့်အသင်ကွင်းတဲဆင်း၍ဝင်းကိုလှဲ့ပတ်ပရိသတ်ကိုဥညွတ်အလေးပြုပြီးပြီအပွဲချုပ်ကဥက္ကဋ္ဌလဲရှေ့ကတိုင်းကြီးပွဲအပ်ပြီးတွင်လက်ခုပ်တီးသံတညံညံနဲ့နိုင်သူထံသို့အယံသာတကောင်းရန်တိုင်လဲ ောင်နိုင်သောစုမအပ်သည်ပရိသတ်ကမတ်တက်ရရွိစောင့်ကြစေဒိုင်းနှိပ်ဆက်၍ကြွတ်တတ်သူတက်အိပ်ပြတ်သူပြတ်စိတ်ညစ်သူညစ်လစ်သူလစ်ပြီးမဖြစ်ဖူးမြဲဘော်လုံးပွဲအံ့ပွဲတရေစံပါပဲမင်းကုန်နိုင်ဤ1990ရွေးကောက်ပွဲတည်ရောကဗျာ1990ရွေးကောက်ပွဲမှာစစ်တပ်ကလိန်ညာခဲ့ပုံကိုဆရာတင်မိုးက ရေးဆက်ထားခဲ့တာပါ အလားတူပဲကိုမင်းကိုနိုင်ကလည်း1990ရွေးကောက်ပွဲကို အယူပါတစ်တိုက်နဲ့ထုတ်စည်းတိုးခြင်းကြပြာကိုရေးဖွဲ့တည်ရောခဲ့ပါတယ်အယူပါတစ်တိုက်နဲ့ထုတ်စည်းတိုးခြင်းကောင်းတကြီးက အယူပါအသင်းသားတွေက နဝေတိန်တောင်ကွင်းလေကောင်ဖုံတွေလူးလို့ယူးခြင်းရောင်ဆောင် စီကြော်လို့ဖန်းနာတောင်အောင်လန်ထူတို့အသင်း ထမင်းရေပူပြန်တဲ့ခြေကံလို့ညင်း1990ပြည့်နှစ်ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြတ်သက်အနိုင်ရခဲ့တော်လဲအစိုးရဖွဲ့ဖွဲ့ခွင့်မရခြင်းကရေးဖွဲ့ခဲ့တာပါရာဇာနှစ်ဦးက1990ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအခုလိုကဗျာနှစ်ပုတ်နဲ့စစ်အာဏာရှင်ကိုစန့်ကျင်ခဲ့ပါတယ်။တခြားကဗျာဆရာတွေလည်းအလားတူကဗျာတွေရေးထားခဲ့တာလည်းရှိနိုင်ပါတယ်။အားတူ 1990ရွေးကောက်ပွဲမဲနိုင်အမတ်တွေကလည်းစန့်ကျင်ခဲ့ကြတာပါပဲ။ဂန္ဒီခမ်းမအစည်းအဝေးနဲ့အစိုးရအဖွဲ့တွေဖို့လောက်ကြရင်ကအသက်ခံရထောင်းဒဏ်နှိရှိကြကြပြပထွက်ပြေးကြရတာတွေဖြစ်ကြပါတယ်။ပြပမှာ NCGUB အစိုးရဖွဲ့ခဲ့ပေမဲ့အခု NUG အစိုးရလောက်ထိမအောင်မြင်ခဲ့ဘူးပေါ့။ ပြည်သူရွေးချယ်ခဲ့တဲ့ကိုယ်စားလှယ်တွေကိုစစ်တပ်ကတပ်ပစ်ခဲ့တာအများကြီးပါအခုလည်းပဲနောက်20မဲနိုင်အမတ်တွေကိုလည်းစစ်တပ်ကတပ်ပစ်နေတာပါပဲအဲ့ဒီတော့1990မေ28ရွေးကောက်ပွဲ35နှစ်မှာပြောကျင်နာကတော့ဂရိမတီလိညာလူသက်စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲပါဒီစင်ဘာမှာကျင်းပမယ်ဆိုပဲပါတီတွေထမှန်ပြိုင်ကြပါနဲ့ပြည်သူတွေမဲသွားမထည့်ကြပါနဲ့ ပြည်သူလူထုက2025ရွေးကောက်ပွဲကိုနှီးမျိုးစုံနဲ့စန့်ကျင်ကြပါစို့90ရွေးကောက်ပွဲ35နှစ်တင်ကန်းစာ ရွေးကောက်ပွဲမလို့စစ်တပ်ကာကွယ်ရေးဦးစီးချုပ်စောမောင်ကပြည်သူကရွေးချယ်ပေးခဲ့တဲ့အစိုးရတရက်ပေါ်ပေါက်လာရင်စစ်တပ်ကစစ်တမ်းလျားကိုပြန်မယ်တမ်းပြည်ရဲ့ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ကြရမယ်တမ်းပြည်အုပ်ချုပ်ရေးကိစ္စတွေဟာ ရွေးချယ်ခံခဲ့ရလို့ပေါ်ပေါက်လာမဲ့အစိုးရတာဝန်သာဖြစ်တဲ့ဆိုတဲ့ကတိစကားပြောခဲ့ပါတယ်။ဒါကြောင့်လူလူဟာ အသေးကြားကမဲရပြားနဲ့ခမောက်ဘေးမှာစက်ချီခတ်ပြည်သူအောင်ပွဲမှတ်ဆိုပြီး NND ကိုမဲပေးခဲ့ကြတာလေ။ NND နိုင်ခဲ့ပေမဲ့စစ်အစိုးရကအရှုံးကိုလက်မခံတော့ NND ပါတီဟာအစိုးရဖွဲ့ခွင့်မရဘဲတောက်လျှောက်ပြိနေမှုဖန်ဆီးတာ တပ်ဖြတ်တာတွေကိုပဲခံခဲ့ရပြည်သူမဲတွေလည်းအဟောတိကံဖြစ်ခဲ့ရပေါ့အခုတော့35နှစ်သင်္ကန်းစာကနှစ်ထပ်ကွန်းရပါပြီမဲပေးယူလေစစ်တပ်ကလက်မခံရင် အာဏာမလွှဲပါဘူးလွှဲထားပြီးရင်လည်းပြန်သိမ်းမှာပါပဲတိန်လေတိန်ထားလင်းနှစ်များတောင်ကြာနေကြော်လာပါပြီဒီတော့2025မှာလဲဘာရွေးကောက်ပွဲမှပြည်သူကမလိုချင်တော့ပါဘူး ဖက်စစ်စစ်တပ်အမြင့်ဖြတ်မှတာပြည်သူလွတ်လပ်ခွင့်တွေ ပြန်ရပါမယ်။အာနာရှင်ဟာအရှင်မထွက်ပါ။လက်နက်သခင်အာနာရှင်သည် အရှင်မထွက်ရှုံးမထွက်မီ။အထွက်မြန်ရေးစူဝေးတိုက်ကြတိုက်ပွဲရှိမှအောင်ပွဲရမီ။အများညီဤကျွဲဖက်တကား။